တိပိတကဒရဓမ္မဗန္တာဂာရိကကျေးဇူးတော်ရှင်မင်းကိုဆရာတော်ဘုရားကြီးဥစည်းရေးသားစီရင်တော်မူသည့်နိုင်ငံတော်ဗုဒ္ဓသာသနာမဟာဗုဒ္ဓဝင်ကျမ်းစာတော်မြတ်ကြီးဥရေတော်အဖြစ်ရှေးဥရှိသည့်အနက်၅ဦးမြောက်အတွေ့အဖြစ်သရုတ်ထအတွေ့ကိုဆက်လက်ဖျားပူဇော်ပါမယ်ဇာမျက်နှာနံပါတ်939မြတ်စွာဘုရားရှင်ကိုမန်နက်က မင်းပြုရန်ဖြားယောင်းတောင်းပန်လာခြင်းမာရဝတ္ထုမြတ်စွာဘုရားရှင်သည်မင်းပြုမင်းပြုလို့ရန်တောင်းပန်ဖြားယောင်းလာတော့မန္တသားကို အကြောင်းပြု၍အထံမိဇာတံမိဒုက္ခတဟာယာဆရှိသောတရားဒေသနာကိုဟောကြားတော်မူ၏အကြောင်းအရာအကျေကားအခါတစ်ပတ်၌မြတ်စွာဘုရားရှင်သည် ကောဒလတာဟိမဝန္တာတောင်းနံပါတောကြောင်းငယ်တခုနာသတင်းတော်နေထိုင်တော်မူ၏ထိုအချိန်၌မင်းများသည် တိုင်းသားပြည်သူလူတို့ကိုညှဉ်းပန်းနှိပ်စက်၍မင်းပြူကြဆဲဖြစ်ကုန်၏ထိုအခါမြတ်စွာဘုရားရှင်သည်တရားမကျင့်သောမင်းတို့၏တိုင်းနိုင်ငံ၌ဓာန်မျိုးမျိုးမတရားသည့်အခွန်အမျိုးမျိုးတို့ဖြင့်အနှိပ်စက်ခံရသောလူတို့ကိုမြင်တော်မူ၏ တနာကျင်နာတော်မူလသည်ဖြင့်ကိုယ်တိုင်လည်းမသက်ဖြက်ပဲသူ့ကိုယ်လည်းမသက်ဖြက်စီပဲသူ့ဥစ္စာပြည့်စည်ဆုံးရှုံးအောင်ကိုယ်တိုင်လည်းမပြုပဲသူ့ကိုယ်လည်းမပြုစီပဲသူတပတ်သားသူတပတ်သားစိုးရိမ်ပူဆွေးအောင်ကိုယ်တိုင်လည်းမပြုပဲ သူ့ကိုလည်းမပြုတ်စေဘဲတရားသဖြင့်မင်းပြုခြင်းကတတ်နိုင်ပါ၏လို့ဟုကြံစီဆင်ခြင်တော်မူလေ။မန္တသသည်မြတ်စွာဘုရားရှင်အကြံတော်ကိုသိ၍ယခုအခါယဟန်ကောဓမသည်မင်းပြုခြင်းကတတ်နိုင်ပါ၏လို့ဟုကြံစီလေ၏။ယခုအခါသူသည်မင်းပြုလိုသည်ဖြစ်ပေလိမ့်မည်။ဤမင်းအဖြစ်မည်သည်ကမေလျော်ကြီးအကြောင်းရင်းဖြစ်ပေ၏။ အကယ်၍ယဟန်ဂေါရမမင်းပြူလှုပ်လျင်ငါသည်နှောက်ရခွင့်ကိုရနိုင်လိမ့်မည်ယခုပင်ငါသွား၍ထိုယဟန်ဂေါရမအားမင်းပြူရန်အားထုတ်မှုကိုဖြစ်စေအံ့ဟုကြံစီ၍မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျင်စာမျက်နှာနံပါတ်936ဘုန်းတော်ကြည်တော်မြတ်စွာဘုရားဘုန်းတော်တခင် ရှင်မြင်ဘုရားသည်မင်းပြူတော်မူပါလော့ ကောင်းသောစကားကိုမိန်ကြားတော်မူသောမြတ်စွာဘုရားသည် ကိုယ်တိုင်လည်းမသက်ဖြတ်ပဲသူ့ကိုလည်းမသက်ဖြတ်စီပဲဒုစာပြည့်စည်ဆုံးရှုံးအောင် ကိုယ်တိုင်လည်းမပြုတ်လို့ပဲသူ့ကိုလည်းမပြုတ်လို့စီပဲသူတပတ်အစိုးရင်ပူဆွေးအောင်ကိုယ်တိုင်လည်းမပြုတ်ပဲသူ့ကိုလည်းမပြုတ်စီပဲတရားသဖြင့်မင်းပြုတ်တော်မူပါလောဟုဖြားယောင်းတိုက်တွန်းစကားပြောကြလည် ထိုအခါမြတ်စွာဘုရားရှင်ကဟေမယုသင်ကငါကိုဤကဲ့သို့ ပြောဆိုရအောင်ငါဘုရားဤတန်တန်၌အဘေတရားကိုသင်မြင်သည်နည်းဟုမေးတော်မူ၍ဘုန်းတော်ကြီးသောမြတ်စွာဘုရားရှင်မြင်ဘုရားသည်ဣတိပတ်၄ပါးတို့ကိုပြည့်အပြည့်အစုံနိုင်နည်းစွာပွားများအပ်ပြီးဖြစ်ပါကုန်သည်မှန်ပါသည်ရှင်မြင်ဘုရားသည်အလိုတော်ရှိ၍ ဤမောဒာတောင်ကြီးကိုရွှေဖြစ်စေဟူ၍စိမ့်ညွတ်တော်မူလျင်ဤမောဒာတောင်ကြီးသည်လည်းရွှေစင်အတိဖြစ်လျာပါ၏အရှင်ဘုရားတို့သည်တရားသဖြင့်မင်းပြုတော်မူကြမည်ဆိုလျင်ကျွန်ုပ်သည်လည်းရွှေငွေဥစ္စာဖြင့်ပြုလို့ရမည်ကိစ္စကြီးငယ်အသွဲအသွဲကိုကူညီ၍ရွက်ဆောင်ပြုလို့ပါအံဟူ၍မန္တသားကရှောက်ထပြောဆိုအပ်လေတော်မြတ်စွာဘုရားရှင်သည် တဗ္ဗတတ္တသူဝနတ္တဇာတဒူပတ္တကေဝလောဒိဋ္ဌာဝနာလမေကတ္တဣတိဝိဒွာတမ္မံစရိဇာတရူပတ္တနေအယောင်တောက်ပြောင်သောအစင်းရှိသောသူဝနတ္တရွှေကေဝလောမြေကြောက်မယောတတ္တသော ပပတ္တော ဟိမဝန္တာလောက်နိနိတောင်ကြီးသည်ဇာမနာနံပါတ်939ခွန်ဝါကေဝလောသူဝန္နတပပတ်တော်ခြေတန်ခဲစသည်တို့နှင့်မယောတတ်တတ်သောရွှေတောင်ကြီးသည်အတ္တဘဝေယကုသိုလ်ကံထောက်ဖြစ်မြောက်လေရာ၏ဝိသခွင့်ပိတ်ဖြင့်ဒိဋ္ဌတုဧကောပပတ္တောရွှေတောင်ကြီးတစ်ခုကိုကားထားပြီးဩ ဒိဋ္ဌာဝါဟိမွန်တာလနံပြန်ဆောက်တာမြင့်မောက်ခိုင်ပြည့်ရွှေတောင်ကြီးတော်မှလည်းဧကတတူသောပုဂ္ဂိုလ်အတွက်ဧကတတူသောပုဂ္ဂိုလ်ဤအတွက်နအလန္တနာဆန္နအလိုပြည့်ဝရန်မစွမ်းနိုင်ချေဣတိဤသို့ဝိတဝါတနာဆန္နပြည့်ဝနိုင်ခဲတနာဆန္နပြည့်ဝနိုင်ခဲသူ့ ဖြစ်နေကိုဝေခွဲသိမြင်ပညာရှင်သည်တမန်နှလုံးနှုတ်တမန်နှလုံးနှုတ်ကိုထိုထိုဓာရသုံးဌာနဝဲဓမ္မနှင့်လျောညီသူစရိုက်ဆယ်လီကိုစရေစရေရကြင်ကြံကြိုးကုတ်အာထုတ်ပွားများရာဤယောဒုက္ခမယောဒုက္ခမဒ္ဒခိ ယတောနိဒာနံကာမေတုသောဇန်တုကထံနမေယဥပရေဝိရိတဝါအသင်ဂောတိလောကေတတ်သေးဝဇန်တုဝိနယာယတိတ်ခေရောဇန်တုအကျင်တတ္တဝါသည်ဒုက္ခဆင်းရဲဒုက္ခအမျိုးမျိုးကိုဇာတောနိဒာနံအကျင်အာယုံ၅ပါးကာမတရားလင်အကြောင်းရင်ရှိဟူ၍ အဒခိလင်းလင်းထင်ထင်သိမြင်ဤသောဇန်တုစင်ရဒုက္ခဟူတမြကကာမဥပရိအကြောင်းရင်းရှိဤဟုသိမြင်တတ်စွာထိုတတ္တဝါသည်ကာမေသူဝုထုအာယုံကာမဂုံတို့၌ဝါကာမဝုထုအစူးစူးတို့၌ကထန်နမေယဘေတုထူတောင်းဘေအကြောင်းကြောင့် အကောင်းထင်ကစိတ်ညွတ်ရာအံ့သည်လောကေယခုနေကြလူလောက၌ဥပရေကာမဝတ္ထုအစူးစူဒီဟူသောကာမှုပတိတရားကိုသင်္ဃောတိဘာဃာရောဒမောဟမာနဒိဋ္ဌိတို့ဖြင့်ညိကက်တွေတာယာတရားဟူ၍ဝိရိဒ္ဓဝါပိုင်းခြားထင်ထင်သိမြင်၍သမဏနံပါတ်9038 ဇန္တုတတဝါသည်တတေဝထိုကာမဝတ္ထုတရားအစုကိုပင်လျင်ဝိနယာယပေဖြောက်ခြင်းကတိတ်ခေတိတ်ခေယတိတ်ခာ၃ပါးပွားများကြင့်ကြံရာဤဣတိယကာရာတို့ဖြင့်ထိတ်လန့်စေပြီးလျင်ဟေမန်ယုတ်ဒီအစုံအမကတခြားသာသည်ငါဗျာဤအစုံမကတပါးသာသည်ကိုယ်စား သင်ကဝတ္ထုကိလေနှထွေသောကာမတရားကိုကြိုးစား၍အယယူရန်ဆုံးမသည်ငါဘုရားကထိုကာမတရားကိုပယ်ဖြောက်ရန် ဆုံးမသည်ဟု ဆိုလိုသည်တွင်ပေဒင်းနှင့်အတူတကမာတရားကိုနှီးနှောမှုမြည်သည်အဘယ်နည်းဖြင့်မှမဖြစ်နိုင်မှန်၏ငါဘုရားကဤဆိုလတန်သောအတိုင်းဆုံးမ၏ဟု မိဆိုတော်မူ၍ဤဆိုလတန်သောတရားဂါထာ၃ဂါထာတို့ကိုဟောကြားတော်မူ၏အထာမိဇာတံမိဒုက္ခတဟယဒုတိဒုက္ခယာဣဒရိတရိနပုံညာဒုက္ခဇီဝိတသင်္ခယံမိသဗ္ဗတဒုက္ခတဒုက္ခပဟာနံဂါထာနံပါတ်၁ဖြစ်ပါတယ် လောကေယခုနေကြလူလောက၌အထံမိတိစ္ဆာကြီးငယ်အသွဲသွဲသည်ဇာတံမိဘဝအလျောက်ပေါ်ပေါက်ဖြစ်ပွားလက်သောသဟာယဆွေတော်မိတ်သိင်သူငယ်ချင်းတို့သည်ဒုက္ခချမ်းသာနိုင်ခြင်းအကြောင်းရင်းတို့ဖြစ်ကုန်၏ဝိသကုမေဖြင့်ကာကြီးဣတရီတရီနာ ရာတတ်သည်။ပြည့်စရာဖြင့်ရာတုတ်ထီအကျဉ်နှစ်သက်စံပယ်ရောင်ရဲလွယ်ခြင်းသည်အထည်ရှိ။တာတုတ်ထီထိုရာသည်နှင့်မြတ်တာရောင်ရဲခြင်းသည်ဒုက္ခချမ်းသာနိုင်ခြင်းအကြောင်းရင်းဖြစ်ပေ၏။ခါခွေဇီဝိတအသင်ခယံမိအသက်ကုံလာဒေဂာနီအခါနပုံရန် အစ္ဆာဒယစန္ဒအလျောက်ကျင်းဆောက်ခဲ့ပြီးကုသိုလ်ကောင်းမှုအတိတိသည်ဇာမဏနံပါတ်9ညာကိုဒုက္ခချမ်းသာနိုင်ခြင်းအကြောင်းရင်းဖြစ်ပြီးကငယ်တပ္ပတာဒုက္ခတာကျွမ်းမဲ့ဥဒ္ဒုံအလုံးစုံသောတန္တရာဝိဒုက္ခကိုပဟာနံပယ်စွန့်ရာဖြစ်သောအရတမတ်သည် ဒုက္ခချမ်းသာရခြင်းအကြောင်းရင်းဖြစ်ပြီးဂာကြီးဝိဇာဤ၌ဒုက္ခရဲ့အကြောင်းကိုဒုက္ခဟူ၍ဖလူပစာအပြင်ဟောကြားတော်မူ၏နောက်ဂါထာတို့၌လည်းဤနည်းအတူပင်သည်ဤဂါထာဖြင့်ချမ်းသာရကြောင်း၄ပါးကိုဟောပြတော်မူ၏ဂါထာနံပါတ်1 ဒုက္ခမေတ္တိယတာလောကေအထောဘတ္တိယတာဒုက္ခဒုက္ခတံမြညတာလောကေအထောဗျမေညတာဒုက္ခလောကေယခုနေကြလူလောက၌မတ္တိယတာကျေးဇူးအရှင်ဝိမိကေ၌ ကြည်ရွင်လူလူပြုစုလှုပ်ကြွေးခြင်းသည်ဒုက္ခချမ်းသာရာခြင်းအကြောင်းရင်းဖြစ်ပြီဤကတိနှစ်အထောက်ထုံးမှတပါမေတ္တရတာကျေးဇူးအရှင်ဝိဖခင်နကြည်ရွင်လူလူပြုစုလှုပ်ကြွေးခြင်းသည်ဒုက္ခချမ်းသာရာခြင်းအကြောင်းရင်းဖြစ်ပြီသော လောကေယခုနေကြလူလောက၌တာမင်ညတာယတိယဟပရပိုက်တို့၌နှစ်ချိုက်ကြီးထွေယိုတိလေးမြတ်စီးကပ်လူတန်းချင်းသည်ဒုက္ခချမ်းသာရာချင်းအကြောင်းရင်းဖြစ်ပေ၏၄အထောထူမတပါဗျမင်ညတာမကောင်းမှုမြပယ်စွန်ရှားသည့်ဖရာပစ္စည်းကအရိယာတာဝကတို့၌ နှစ်ချီကြီးထွေရိုသေးလေးမြတ်စိကက်လှူဒန်းခြင်းသည်သူကချမ်းသာရာခြင်းအကြောင်းရင်းဖြစ်ပြီးကိုသာခွင့်ပိတ်ဖြင့်ဤကာတာဖြင့်လည်းချမ်းသာရာကြောင့်တရားလေးပါးကိုဟောပြတော်မူ၏သာမဏေနံပါတ်910ဂါရဏံပါတ်3ဒုက္ခယာဝဇရာတိလံဒုခာတ္တဒါပရိဋ္ဌိတာဒုက္ခပညာယပတိလာဘော ပါပါနာအကရဏံဒုက္ခံတိလ၅ပါး၈ပါး၁၀ပါးစသည်ထိုဤများလာကျင့်တိလသည်ယာဝဇရာစံဖြူသွားကျွေးတားရီယူရင်အိုမင်းသည်တောင်ဒုက္ခံချမ်းသာရာကြောင့်ကောင်းမြတ်တင့်တယ်လှပြီဤကနံပါတ်၁ဝိဇာကွင်းပိဝိဇာဖြင့်ဝိဇာ ဗရံများနရောင်းဤမြန်းသောအဝတ်တန်းစာစသည်တို့သည်ထိုးချွေရွယ်၌တည်သောသူတို့အားသာတင့်တယ်ကြကုန်၏လူငယ်တို့၏အစဉ်တန်းစာသည် ကြီးသောအခါ၌မတင့်တယ်ကြီးသူတို့၏အစဉ်တန်းစာသည်ငယ်စဉ်အခါ၌မတင့်တယ်အကယ်၍ကြီးသူကငယ်သူတို့၏အစဉ်တန်းစာကိုစင်မြန်းလာလျင်၎င်းငယ်သူကကြီးသူတို့၏အစဉ်တန်းစာကိုစင်မြန်းလာလျင်၎င်းဤသူယုတို့လာသည် ထင်မာဤဟုကဲ့ရဲ့မှုကိုဖြစ်စေသဖြင့်အပြစ်ကိုသာဖြစ်စေ၅ပါးသီလ၁၀သီလအစရှိသောသီလအကျင့်ကလူငယ်အား၎င်းလူကြီးအား၎င်းအရွယ်၃ပါး၌ပင်တင့်တယ်ဤ။ဩဤသူကသီလရှိသူဤဟုချီးမွမ်းခြင်းကိုဖြစ်စေသဖြင့်နှစ်သက်ဝမ်းမြောက်မှုပီတိသောမနတတရားကို ရွှဲဆောင်သည်ဟုဆိုလိုသည်တွင်ပိတ်နှစ်ပဋိဋ္ဌိတာမတုံမလုတ်သက်ဝင်ယုံကြည်ကကောင်းစွာတည်တံသောတတ္တာလောကီလောကုတ္တရာတတ္တာတရားသည်ဒုက္ခချမ်းသာရာကြောင်းကောင်းမြတ်တင့်တယ်လှပြီသို့ပညာယာလောကီလောကုတ္တရာပညာနှစ်ပါးကိုပတိလာဘောလုံးလထံပြင်း အရာယူနိုင်ခြင်းသည် သူခေါ်ချမ်းသာရာကြောင့်ကောင်းမြတ်တင့်တယ်လှပြီပါပါနံအကုသိုလ်စု မကောင်းမှုတို့ကိုအကရဏံအနုတယအကြောင်းကိုပါအနုတယအကြောင်းကိုပါပယ်ရှင်းမပြုခြင်းသည်ဒုက္ခချမ်းသာရာကြောင့်ကောင်းမြတ်တင့်တယ်လှပြီ ခွင်းစားခွင်းပိတ်ဖြင့်ဤဂါထာဖြင့်လည်းချမ်းသာရာကြောင်း၄ပါးကိုဟောပြတော်မူ၏ဒေသနာဤကုန်ဆုံးသောအခါအကုတိမကဒေသနာဤကုန်ဆုံးသောအခါအဂရိမကညာလစွာသောနာပေါင်းတို့သည်တစ္ဆာ၄ပါးတရားသိမြင်ကြွတန်းဝင်ရကုန်၏ခွင်းစားခွင်းပိတ်ဖြင့်ဓမ္မပရ ထနှစ်စာမျက်နှာ၃နှစ်၄မှာတွင်ပိတ်မာရဝုထုပြီ